အမျိုးသားပြန်လည်တင်းမြတ်ရေးနဲ့ငင်းချင်းရေးဗဟုဌာန NRPC ဥက္ကဋ္ဌဒေါင်ဆန်းစုကြည်အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး၂၁ရာစုပင်လုံးညီလာခံမှာပါဝင်လာရေးအတွက်ဥဆောင်ပေးဖို့အရေးကြီးအဆိုကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မိုင်းဝင်း2ကဒီဇင်ဘာလ15ရက်နေ့ကတင်သွင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအရေးကြီးအဆိုကိုပြည်အောင်စုလွှတ်တော်နာယကမန်ဝင်းခိုင်တန်းကအရေးမကြီးဘူးဆိုပြီးပယ်ချလိုက်တယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မိုင်းဝင်း2ကသတင်းမီဒီယာတချို့ကိုဖြေကြားခဲ့ပါတယ်။ပြည်အောင်စုလွှတ်တော်နာယကမန်ဝင်း ွင်းခိုင်တန်းကသူပါလို့အဲ့ဒီအရေးကြီးအဆိုကိုပယ်ချခဲ့တယ်လဲဆိုတာပြည်အောင်စုလွှတ်တော်မှာအခုလိုပြောပါဗျ2010ပြည်နှစ်ပြည်အောင်စုလွှတ်တော်ဆိုင်ရာနယူဝေ66အပိုက်ခွဲကကြီးနှစ်တွင်ရင်းဆိုသည်နော်လုံးစေပေါ်ပေါက်လာသောကိစ္စလည်းဖြစ်၍အများပြည်သူနှင့်အရေးကြီးဆုံးသက်ဆိုင်သောကိစ္စလည်းဖြစ်ပြီးလျှင်လွှတ်တော်၏ဆုံးဖြတ်ချက်ကိုရယူရန်လိုအပ်သောကိစ္စလည်းဖြစ်ရမည်ကိုယ်စလေတပြောက်သောကိစ္စမှာ အနာပစ္စည်းမှအစဉ်ဆိုင်ဆောင်ရွက်နေသောကိစ္စပစ္စည်းဖြစ်ပြီးလောလောဆယ်ပေါ်ပေါလာသောကိစ္စရမဟုတ်ပါထို့ပြင် တိုင်းသားလက်နက်ကင်အားလုံး NCA တွင်ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စမှာလွတ်တော်၏ဆုံးဖြတ်ချက်ကိုရယူရလိုအပ်သောကိစ္စလည်းမဟုတ်ပဲအားလုံးညီနေဆောင်ရွက်ကြရမည့်ကိစ္စဖြစ်ပါသည်အနာပစ္စည်းအဖွဲ့အစည်းတွင်လည်းအဆိုပါ ကိစ္စရအစဉ်ဆိုင်ဆောင်ရွက်နေပါသည် တို့ပါ၍ယခုတင်သွင်းသောအရေးကြီးဆုံးမှာအထက်ပေါ်ပြပါနီးဥပဒေ66အပိုက်ခွဲကကြီးနှစ်တွင်ပြဋ္ဌာန်းထားခြင်းနှင့်ကံ့ညင်မှုမရှိပါထို့ပြင်နီးဥပဒေ66အပိုက်ခွဲကကြီး3နှင့်လည်းကံ့ညင်မှုမရှိပါတို့တွင်ယခုတင်သွင်းသောအရေးကြီးဆိုသည်ပြည်တော်စုလွတ်တော်ဆိုင်ရာနီးဥပဒေ66အပိုက်ခွဲကနှစ်3ပါစီကံ့ချက်များနှင့်ကံ့ညင်မှုမရှိခွင့်မပြုပါ ဒါနာကဒီဆိုကိုအရေးကြီးဆိုကိုဖွင့်မပြတာကိုပေါ်ပြလိုက်ကိစ္စပြည်ထောင်စုလွှတ်တော်ဥပဒေအရလောလောဆယ်ပေါ်ပေါက်လာတဲ့ကိစ္စအများပြည်သူနဲ့သက်ဆိုင်တဲ့အရေးကြီးကိစ္စတွေမှာလွှတ်တော်ရဲ့အဆုံးအဖြတ်ရယူဖို့လိုအပ်မှသာအရေးကြီးအဆိုဖြစ်တင်သွင်းရတာဖြစ်ပါတယ်။ဒါ့အပြင်အဲ့ဒီအရေးကြီးအဆိုကိုထောက်ခံဆွေးနွေးမယ်ဆိုတဲ့မြောက်ဦးမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးဦးလှစောကိုလည်းပြည်ထောင်စုလွှတ်တော်နာယကကအခုလိုတတိပေးပါတယ်။နောက်တစ်ခါထပ်ပြီးတော့ဗာရှိလဲဆိုတော့ အဲ့ဒီရဲ့ခုနလွတ်တော်ကိုလည်းပြောတာမှန်မှန်မှန်မလိလာပဲမစင်စားပဲနဲ့ဒီလိုလွတ်တော်ကိုလည်းဦးလှစောကတိုင်းရသားပါတီ၌ပြောဆိုခွင့်ကိုပိတ်ကြီးပင်ချင်းခံရခြင်းဖြစ်ကြောင်းထပ်ဆုံးပြီးပါတိုင်းပြည်အတွက်အသက်တမျှအရေးကြီးသည့်ငြိမ်းချမ်းရေးမှာအားလုံးပါဝင်ဖို့တိုက်တွန်းတဲ့ဆိုကိုပယ်ချတာတော့တရားမမျှတဘူးလို့ပြောရမှာပဲဒါဦးလှစောကပြောကြခြင်း 乌拉少年呢，地下我们少年今天说嘞，说到乌拉，第一点是不门就干，对外就是先吊着路，啊，也没几路，开门就干啦，乌人呢没路，开门就干啦，硬松松，啊，第六我独独路嘞。这个啥嘞？都巴比嘛没巴比呢，嘞，太八啊，巴比咩，右手边个，北边呢，说他嘞，坐个朋友过来咩？ ထိခိုက်ပါတယ်။မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဦးလှစောကပြည်အောင်စုလွှတ်တော်နာယကရဲ့တတိပေးမှုအပေါ်အခုလိုတုံ့ပြန်ပါတယ်။ကျွန်တော်ကကျွန်တော်ကလေသူပြောချင်တာပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်စကားလုံးနှလုံးမေးတာ။ဘူးမသိပါမသိဆိုတဲ့စကားလုံးနော်။ဒီမီဒီယာထဲမှာ voice ထဲမှာပါတာကိုသူကုတ်လုတ်တယ်เนาะကျွန်တော်အရင်အရင်တစ်ခါလေးပြီเนาะမီဒီယာထဲခါတွေကိုကုတ်လုတ်တယ်မီဒီယာထဲမှာကျွန်တော်ပြောခွင့်ရှိတယ်ဘူးမသိပါမသိဆိုတာဒါကျွန်တော်ယူဆနဲ့ကျွန်တော်ပြောတာပဲဘူးမသိပါမသိနောက်တစ်ခါကျွန်တော်တတိပေးတယ်တဲ့ အဲ့ဒါကျွန်တော်မေးမှာဘာသူတို့မှလုတ်ပိုင်ခွင့်ရှိတယ်ရအရာနောက်ကျွန်တော်စကားပြောခွင့်မပေးဘူးအဲ့လိုတစ်ဖက်သက်ကြီးပြောတော့တာဟာဒါလူကြီးတွေကောမပေးသာဘူးသူကဘူးမသိဘာမသိဆိုတဲ့စကားလုံးကိုတုံးဖို့မသိဘူးနော်အဲ့တော့ဘူးမသိဘာမသိသူဘယ်လောက်သိတယ်လဲကျွန်တော်ဘယ်လောက်မသိမလဲဆိုတာသူကျွန်တော်တို့ဗျာဒီမိုကရက်တစ်ဒီဘိတ်ပေါ့လုံးမလားလုံးရတယ် ready ပဲနော်အပြင်လွတ်တော်ထဲမှာမပြောနဲ့လွတ်တော်ထဲမှာခုံပေါ်ကနေမပြောနဲ့နော်အပြင်မှာမီဒီယာတွေအကုန်လုံးရှေ့မှာ ဒီဗိတ် UFI ရမလားရတယ်ယခုလဲဆိုအေးဆေးပဲနော်ကြော်ဟိလို့ပြောပြင်းတယ်နော်ဒီဒီဥပဒေတွေအပြင်မှာဆိုပြင်းတယ်ဒါရှင်းချင်းပဲဒါပဲ ပြည်အောင်စွလွတ်တော်နာယကမန်းဝင်းခိုင်တန်းကအခုလိုအဖြစ်မျိုးအမျိုးသားလွှတ်တော်မှာဖြစ်ခဲ့ဘူးကြောင်းနဲ့နောက်တစ်ချိန်ဖြစ်မဲ့ဆိုရင်လွှတ်တော်မှာတူထုမယ်လို့ပြောကြခဲ့ပါတယ်လွှတ်တော်မှာတူထုပြီးတတိပေးခံရရင်လွှတ်တော်မှတ်တမ်းမှာထည့်သွင်းခံရပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့ကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်ဝင်းကိုအရေးကြီးအဆိုတင်သွင်းတာနဲ့ပတ်သက်ပြီးပြည်အောင်စွလွတ်တော်နာယကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်တန်းကအခုလိုတတိပေးခဲ့ဘူးပါတယ်ရှင်